ကျွန်တော်တို့ယခုလက်ထက်မှာဒဲယူကင်တွေရလွယ်ကူတဲ့တက်စကရင်ဖုန်းတွေမဖြစ်လာခဲ့မှာဖုန်းကိုဘယ်သူကမနခုနဲ့မှစတင်တူထင်ခဲ့တာလဲကမ္ဘာပထမဆုံးမိုဘိုင်းဆဲဖုန်းကိုရောတည်ထင်ခဲ့တဲ့သူကဘယ်သူလဲဘာဖုန်းမျိုးစားကိုစတင်တည်ထင်ခဲ့တာလဲရေကွက်ထဲကိုရောဘယ်နှခုနှစ်ကစတင်ရောင်းချခဲ့တာလဲဒူတီထောင်ထားတဲ့ကုမ္ပဏီအကြောင်းနဲ့ယခုလက်ရှိကမ္ဘာအနှံ့ရောင်းချနေတဲ့သူ့ရဲ့ brand အကြောင်းတွေကိုနေရာပေါင်းစုံက reset လုပ်ပြီးဒီဗီဒီယိုကနေတစုတစည်းနဲ့ sharing လုပ်သွားပေးမှဖြစ်လို့ဗီဒီယိုကိုအဆုံးထိကြည့်ဖို့ပြောချင်ပါတယ်ခင်ဗျာ ဒီလိုဘဟုရုဒရရအကြောင်းအရာတွေကိုကျွန်တော်ရဲ့ channel မှာ reset လုပ်ပြီးပြန်လဲ sharing လုပ်ပေးနေမှာဖြစ်လို့ subscribe လုပ်ပြီး notify bell လေးလေးနှိပ်ပေးခဲ့ပါအောင်ခင်ဗျာအလန်ဇနာကိုရီးယားဘဲကပထမဆုံးဖုန်းကို1886ခုနှစ်မှာတည်ထွင်ခဲ့တာပါသူရဲ့တယ်လီဖုန်းကိုစတင်ပြီးနောက်ပိုင်း20ရာစုတည်းကဖုန်းတွေအစင်မြင့်တင်လာကြပြီး1923ခုနှစ်မှာတော့ mobile ဖုန်းတွေပေါ်ပေါက်လာပါတယ်ပထမဆုံး mobile ဖုန်းကိုတော့ Martin Cooper Motorola engineer က 1983ခုနှစ်မှာတည်ထွင်ခဲ့ပါတယ်။သူတည်ထွင်ခဲ့တဲ့ဖုန်းအကြောင်းမပြောခဲ့မှာသူ့အကြောင်းကိုအရင် sharing လုပ်ပေးပါမယ်။မာရင်ကိုပါကို1982ခုနှစ်ဒီဇင်ဘာ16ရက်တွင်အမေရိကန်ပြည်ထောင်စုရှီကာဂိုမြို့နယ်မွေးဖွားခဲ့ပြီးမိုဘိုင်းဖုန်းကြီးဖခင်ကိုတီးကြပါတယ်။မာရင်ကိုပါတည်ထွင်လိုက်တဲ့ကမ္ဘာပထမဆုံးလက်ကင်ဖုန်းကတော့ Motorola Dynatic AC 8000H ပဲဖြစ်ပါတယ်။ဖုန်းရဲ့ specification ကတော့အလေးချိန်1 kg 2.2ပေါင်အရွယ်အစား25 cm 9.8လက်မှတ်ရှိပြီးဘာတိအတုံးပြုခြင်းကတော့10နာရီအားတွင်းပြီး3နာရီအတုံးပြုနိုင်တယ်မမ်မိုရီအနေနဲ့ဖုန်းနံပါတ်အခု30ကိုမှတ်ထားနိုင်ပါတယ်အဲကာလမှာတော့ LED display screen ကတော့မပါရှိသေးပါဘူးတန်ဖိုးအနေဖြင့်အဲ့အချိန်ကဈေးဒေါ်လာ3995နဲ့ရောင်းချခဲ့ပြီးယခုပေါက်ဈေးနဲ့ဆိုရင်ဒေါ်လာ1000နီးပါးရှိပါတယ်ဒီဖုန်းကိုဘာတင်ကိုပါ Motorola Engineer က1983ခုနှစ် April 3ရက်နေ့တွင်ပထမဆုံးလက်ကင်ပုံဖြင့်ဖုံးခေါ်ဆောင်မှုကိုအများပြည်သူရှိမှောက်တွင်သူ့ပြိုင်ဘက် ATN Develop မှရှိတဲ့သူ့ရဲ့ပြိုင်ဘက် Joe Engineer ကိုဖုံးခေါ်ပြီး "Hello Joe, I'm calling you from a cell phone" လို့ပြောပြီးစတဲ့က1983ခုတွင်တရုတ်ဝင်အယောင်စတင်ခဲ့ပါတယ်။ဒီဖုန်းကနေပြီးနောက်1990ပြည့်လွန်မှာပဲ Nokia, Apple, Samsung စတဲ့ကုမ္ပဏီတွေကပုံမှန်တက်တာပြီးလက်ကင်ရလွယ်ကူတဲ့ဖုန်းတွေထပ်ပေါ်လာက မိုဘိုင်းဖုန်းပညာကိုအစိမ့်မြင့်တင်ပြီး2009ခုနှစ်မှာ iPhone ပထမတန်းစားထွက်လာတာကမိုဘိုင်းလောကကိုပြောင်းလဲစေခဲ့ရာယခုလက်ရှိကျွန်တော်တို့တုံးနေတဲ့ဖုန်းတွေအထိပါပဲဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်ဗဟုသုတရတဲ့ဆိုရင် like လေးနှိပ်ပြီးဘာဖုန်းမျိုးစားနဲ့ကြည့်ခဲ့တယ်ဆိုတာလဲ comment box မှာရေးခဲ့ပေးပါအောင်ခင်ဗျာကျွန်တော်ကဒီဗီဒီယိုကိုဖန်တီးတဲ့ဖုန်းကတော့